โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခု lesson မှာတော့ဒီပြီးခဲ့တဲ့ lesson မှာတော့ကျွန်တော်တို့ကဒီ motor down နဲ့ကျွန်တော်ဒီ motor run ပေါ့နော်ဒါလို့ကျွန်တော်ရေးပြခဲ့တယ်အဲ့တော့အခု lesson မှာတော့ကျွန်တော်တို့ကဘာဆက်ရေးသွားမှာလဲဆိုတော့ကျွန်တော်က elevator ကအထက်တိုင်းကိုရောက်သွားတဲ့အခါမှာပေါ့နော်ကျွန်တော်ဒီမှာတကားပြန်ပြီးတော့ဖွင့်မယ်တကားပြန်ပြီးတော့ဖွင့်မယ်ပေါ့နော်ဆိုတော့အဲ့ဒီအဲ့ဒီမှာသူကအလိုလျောက်ဘယ်လိုပုံစံမျိုးသူလှုပ်ဆောင်လှုပ်ဆောင်သွားမလဲဆိုတဲ့အားလေးကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြတော့မှာဖြစ်ပါတယ် အဲ့တော့အခုကျွန်တော်ဒီမှာပေါ့နော်ဒီ block ပုံစံမျိုးလေးကျွန်တော်ဖန်တီးထားတာပေါ့နော်ဆိုတော့ဒီ block ထဲမှာကျွန်တော်တို့ဟာဘာတွေအဲထည့်ရမှာလဲဆိုလို့ရှိရင်နော်ဒီအခုကျွန်တော်ဒီမှာညွန်ပြထားတယ်နော်ဒီ attack time ကိုကျွန်တော်တို့ဘောနော်ဒီ user တွေကနေပြီးတော့နှိပ်မယ်ဒီ input တွေဟုတ်ပြီနော်ဆိုတော့ဒီ input တွေကိုကျွန်တော်နှိပ်လိုက်တဲ့အချိန်မှာပေါ့နော်ကျွန်တော်ဒီ off ကလေးတိုင်မှာတလုံးမောင်းမယ်မောင်းပြီးလို့ရှိရင်နော်ကျွန်တော် ဒီ indicator ပြမယ် off the lane တိုင်းမှာမောင်းပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးမောင်းပြီးတော့မှကျွန်တော်တို့ကဒီတကားကိုနော်အဲဖွင့်မယ်ဟုတ်ပြီနော်တကယ်တော့ကျွန်တော်တို့ကဒီတကားဖွင့်မယ်ဆိုတာကနော်ဒီအခြေအနေနှစ်ခုတူညီမှရမယ်ဆိုတော့ကျွန်တော်ဒီအခြေအနေနှစ်ခုကိုတူညီအောင်ကျွန်တော်ကရေးရမှာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်ဒီမှာဒီ block ပေါ့နော်ဒီ block မျိုးကျွန်တော်တို့ကဖန်တီးဖို့လိုရတယ်။ โอเคเนาะโอเคสรุปจรดีบล็อกไดมั้ยจรเอามาเลยနောက်ထပ်ဘလော့ခုပြောတာပေါ့နော်ဆိုတော့ဒီဘလော့ကနည်းနည်းတော့အဲကြီးမှာဖြစ်ပါတယ်ဘလော့နည်းနည်းပေါ့နော်ဒါကတော့ကျွန်တော်တို့ကဒီသူတို့တွေအလုံးကိုကျွန်တော်တို့ကနော် condition နေဖို့ test လုပ်ပေးရတာဖြစ်တယ်အဲ့အတွက်ကျွန်တော်ဒီလိုပုံစံမျိုးကျွန်တော်ရေးဆွဲရတာဖြစ်ပါတယ် เนาะဒါဆိုကျွန်တော်က condition တွေအားလုံးကိုကျွန်တော်ဆက်အောင်ပေါ့เนาะအဲ့တော့ကျွန်တော်ဒါလေးကိုထည့်သွင်းရခြင်းဖြစ်ပါတယ် ဟုတ်ပြီနော်โอเคဆရာဆရာကျွန်တော်ဒီမှာပါဒီဝါဒီထည့်ပါမယ်ဆိုတော့ပြောပါမယ်အဲ့တော့ကျွန်တော်တို့ကဒီမှာเนาะဒီ info ရေเนาะနောက်တစ်ခါသူ့ရေ indicator ရေဟုတ်ပြီနော်အဲ့ဆို input တစ်ခု indicator တစ်ခုအဲ့အဲ့လိုမျိုးပုံစံကျွန်တော်ဒီမှာထည့်ထားပါဘောနော် input တစ်ခုသူ့နဲ့ပတ်သက်တဲ့ indicator တစ်ခုနောက်တစ်ခါကျွန်တော်တို့ down input တခုသူနဲ့ပတ်သက်တဲ့ indicator တခု up input တခုသူနဲ့ပတ်သက်တဲ့ indicator တခုနော်ဒါ၃တက်ပေါ့နော်၃တက်ရဲ့ up နောက်တစ်ခါနော်၃တက်ရဲ့ indicator ဒါတော့၄တက်ရဲ့ up နဲ့ အဲဒီမှာ၄ရက်ရဲ့ indicator ဟုတ်ပြီเนาะဒါလေးကျွန်တော်အထည့်သွားမှာเนาะဆိုတော့အဲဒါနဲ့တခါပြန်ပြီးတော့ကျွန်တော်က lash ဘာပြန်လုပ်မှာလဲဆိုလို့ရှိရင်เนาะ Okay အဲ့တော့ကျွန်တော်ကဘာဆက်လုပ်သွားမလဲဆိုလို့ရှိရင်เนาะဒီအခုကကျွန်တော်တို့ကဒီနှစ်ထပ်ပေါ့เนาะဒီဒီနှစ်ထပ်ကအချက်တော့ကျွန်တော်ကဒီ up down မပေါ့အဲ့တော့ကျွန်တော်တို့က internal memory เนาะကျွန်တော်တို့သုံးပြရမလို့เนาะဒါဆိုကျွန်တော်တို့က internal memory သုံးထားတဲ့အထက်တွေကိုပြန်ပြီးတော့အဲဒီမှာ latch ပြန်ထည့်ပြရဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ကဒီအထက်ကိုရောက်တဲ့အခါမှာပေါ့เนาะဆိုတော့ဒီ net ထက်ကိုရောက်တဲ့အခါမှာပေါ့เนาะသူ့ရဲ့ဒီ net ထက်ရဲ့ app internal memory ကိုကျွန်တော်တို့ပြန်ထည့်ပြရပေါ့ပြီเนาะအဲ့တော့ကျွန်တော်ဒီမှာ net ထက်ရဲ့ app internal memory ဒါလေးပေါ့ဟုတ်ပြီเนาะဒါလေးကိုအဲကျွန်တော်တို့ကပြန်ပြီးတော့ ထည့်ပြီးဖို့ပြုတယ်ပေါ့နော်โอเคเนาะဒါဆိုကျွန်တော်ဒီ internal memory ကိုကျွန်တော်ထည့်ပါမယ်ဟုတ်เนาะဒါဆိုရှင်ကျွန်တော်တို့ကဒီ second app ပေါ့เนาะဒီနှစ်ထပ်ရဲ့ဒီ second app เนาะဒီ second app internal memory ကျွန်တော်ဒီမှာထည့်မယ်ဟုတ်ပြီเนาะဒါဒါလေးကိုကျွန်တော်တို့ကအဲဆက်ပြီးတော့ထည့်သွားမှာဖြစ်ပါတယ်ခင်ဗျာ ნალიდნობა თებავენ. ရင်နော်ဆိုတော့ကျွန်တော်ဒါလေးတွေတစ်ချက်ထည့်တော့ဗောနော်ဆိုတော့အဲ့ဒါတွေထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကနော်ဘာလုပ်သွားမလဲဆိုတော့ဒီ timer off တလုံးဗောနော်ကျွန်တော်ဒါလေးကျွန်တော်မောင်းပါမယ်အဲ့တော့ timer off ခေါ်ပါမယ်ဗောနော် timer off ခေါ်မယ်ခေါ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာနော် timer off ရဲ့ input ကျွန်တော်ဒီမှာ save ပါမယ်ဗျာနော် timer off ရဲ့ input ကျွန်တော်ပေးပါမယ်အဲ့တော့သူ့ကိုကျွန်တော်ကဘလောက်လောက်ပေးမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ5စက္ကန့်ပေးတာဟုတ်ပြီနော်5စက္ကန့်ပေးကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နော် limit test တစ်ခုထပ်ထည့်ဖို့လိုသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ limit test ကကျွန်တော်တို့ဒီမှာဟုတ်ပြီနော်ကျွန်တော်ဒီမှာထည့်ပါအဲ့တော့ကျွန်တော်ဒီမှာဒီချားထဲမှာကျွန်တော် range တစ်ခုခေါ်ထားတယ်ပေါ့နော်အဲအဲ့ထဲကိုကျွန်တော် limit test ထည့်ပါမယ် အလင်ပီတက်ကမှာရှိတဲ့လေကွန်ဘဲဆိုတဲ့တက်ပဲမှာရှိတယ်ပေါ့နော်ဒါတော့ကျွန်တော်ဒီသူ့ရဲ့သင်ခန်းစာကိုကျွန်တော်အဲပြောပြခဲ့ပြီးဖြစ်ပါတယ်အရှိမာတော့ပါပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာ test နေရာလေးမှာကျွန်တော်ထည့်ပါဦးနော်အာ test နေရာလေးမှာကျွန်တော်တို့ကဘာထည့်မလဲဆိုတော့ timer နော် timer သင်္ကေတ T4 ပေါ့နော် timer ရဲ့0ဟုတ်ပြီနော် အဲသူရဲ့ accumulative ရဲ့တန်ဖိုးပေါ့နော်အဲ့ဒါဒီနော်ကျွန်တော်ဒီ low limit 0နဲ့နော် high limit နော်ဒီ10ကိုကြားတဲ့ကိုရောက်ခဲ့ရေပေါ့နော်အဲ low limit 0နဲ့ high limit 10ကြားတဲ့ရောက်ခဲ့ကျွန်တော်ကဒီ internet output တစ်ခုထုတ်ပေါ့ဗျာနော် ်အာ internet output တစ်ခုထုတ်မယ်အဲ့တော့ကျွန်တော်ထုတ်မယ် internet output ကနော် internal memory ရဲ့ code v3 နော်ဒါ internal memory ရဲ့ code အဲ့တော့ internal memory address 0.514ပေါ့နော်တော့ဒါလေးတော့ထုတ်လိုက်ဟုတ်ပြီနော် okay ဆိုတော့ဒါဘယ်လိုဖြစ်သွားပြီလဲဆိုရင်ကျွန်တော်ကဒီတကားဖွင့်မဲ့အပိုင်းပေါ့နော်တကားကိုကျွန်တော်တို့အဲဖွင့်မဲ့ အပိုင်းပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပြောမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့တကားဖွင့်ပဲအချိန်ပေါ့เนาะအဲ့တော့ကျွန်တော်ကဒီ range ကိုเนาะဘယ်လိုနာမည်ပေးမလဲဆိုတော့နော်ဒီလိုလေးနာမည်ပေးပါမယ်ဟုတ်ပြီเนาะ Okay ဒါလေးပါပဲเนาะဆိုရင်ဒါကျွန်တော်တကားဖွင့်တဲ့အပိုင်းကိုကျွန်တော် အဲပြောပြီးဖြစ်ပါတယ်။ဒါဆိုရင်နောက်ထပ်အဲသင်ခန်းစာမှာကျွန်တော်တို့ကဟိုနော်ဆက်ပြီးတော့အဲလေ့လာကြပါဦးမယ်ခင်ဗျာ။အဲဒီသင်ခန်းစာတော့ဒီလောက်ပါပဲ။အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။